မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုလုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ ကံကြမ်းအနှဲ့မှာမချီရဲကွာမင်္ဂလာပါမင်္ဂလာပါဗျာအဲအခုဦးစင်းကတော့ဘုရားကိုရှင်ဆရာတော်လို့ခေါ်ပါတယ်ဒီကနေ့ဦးစင်းဘုရားကိုရှင်ဆရာတော်ရောက်နေတဲ့နေရာကတော့ရွှေညာမြေအကြီးကြံပါဗျာနိုင်ငံကျော်ကဘာကျော်ဦးစင်းရဲ့ဦးလေးတော်ရဲ့တော်တဲ့ ူမျိုးညိုရဲ့တစ္ဆာလမ်းပေါ်မှာရှိတဲ့ရွှေညာမြေဒီပြကန်းထဲမှာအဲရွှေညာမြေအမှုပညာခန်းမှာလည်းဦးဇင်းတို့ဒီနေ့ရောက်ရှိလာပြီးတော့မထင်မှတ်ပဲဇင်းတော်ဇင်းလာဆရာကြီးဦးဝင်းမောင်နဲ့ဦးလေးရဲ့အဲဦးဇင်းရဲ့ဦးလေးရင်းမှာဦးဇင်းဓမ္မကြီးရဲ့ပေါ့တို့တော့ဦးဇင်းကရဟန်းတက်သွားကူ120နီးပါးလည်းရှိနေပါဘူးဘုဒ္ဓဆုံးမဲ့ပုဂ္ဂိုလ်ကတော့အမှုပညာထေကြီးစလင်းလို့ခေါ်ပါတယ် ဒီနေ့အသာနဲ့2569ခုနှစ်ဒူရောကောသာတက်ရထောင်း389ခုနှစ်လင်းကျွတ်လာစုဒီနေ့က3ရက်နေ့လင်းကျွတ်လာစု3ရက်နေ့ခုနှစ်2025ဩရုဝါလ9ရက်နေ့တည့်ရက်တည့်ရက်အချိန်လေးတွေရရွှေရှားလာတယ်ဦးစင်ဘရကွေရှားတော့မင်းရလဲဦးလေးဒီစရာညွန့်ညွန့်နဲ့တွေ့တယ်ခဏလေးထပ်တွေ့ချင်တယ် ်လေးချက်မရင်းနဲ့လုပ်ရမနာနဲ့လုပ်ရကိုရောက်တုံးလေးမှာလူပညာထင်ကြီးစနေကိုအများကြီးဆက်ပြီးတော့ဘာကြောင့်လဲတောင်ကို98ခုနှစ်လောက်ကဦးစင်းကကဗျာတပုတ်ရေးခဲ့တယ်ဒီမှာပြတွေးတောင်မဲ့ကစင်းမှာကဗျာကဏ္ဍဂျူနာလို့တင်တယ်ဒီမှာအဲ့ဒီထဲမှာတွေးတောင်မဲ့ကစင်းနဲ့မှာအဲ့တော့ဆရာတော်ကားလို့ကခိုင်းတယ်အဲ့မှာ ဖြစ်ပါလေ။ဥစဉ်တက်ကလည်း7နှစ်73နှစ်လောက်ပဲရှိပါလား။လာခဲ့ပါတော့ခေါ်ပါဒီကဗျာစကန်။ဟာတန်တော်ကြီးကစမ်းမဝိရသည်လန်းဆိုရယ်။ကဗျာလန်းဆိုရယ်လေ။ညာကြီးခဲ့ဘူးပါလေ။မန်းတော့ဥစဉ်တို့ငငယ်ရရှမ်းကဗျာလေးပါပဲ။တော့ကဗျာဒီအဲ့ဒါလေးမှကြီးခဲ့တော့တော့ပိုင်းအဲ့ဒီဒီကောင်မဲ့ကြီးရယ်ကဗျာကဏ္ဍကြီးမှာဖတ်တိုင်းဖတ်တိုင်း အမှုပညာထေးကြီးစလင်းဆိုတာခဏခဏတွေ့ရပါတယ်။ဦးဇေယျမကွေးသာအမှုပညာထေးကြီးစလင်းကစလင်းရလို့ပဲမြင်ခဲ့ရတယ်။နောက်ပိုင်းမှာတော့အမှုပညာထေးကြီးစလင်းရဲ့အပြာလေးတွေပြင်ပါလိမ့်မယ်။အဲနဲ့အခုတွေ့ရတဲ့အချိန်မှာဒါကြီးရဲ့နေရလိပ်စာအဲအမှုပညာထေးကြီးစလင်းကိုဦးဇေယျတော်မြင်မှတွေ့ခဲ့တယ်။ဦးဇေယျတွေ့တာကတော့အပြာလောကမှာတွေ့တော့တွေ့ခြင်းနဲ့အဲဦးစန်းနီမှာစလင်းဆိုတဲ့စာရေးတဲ့ ဘာဘာကြီးဆီအမလောက်ကောင်းတယ်တိတယ်လို့နုပညာထေကြီးစလင်းရဲ့စာရီကိုဖတ်ခဲ့မှုတဲ့သူတယောက်လို့ပြောရင်တော့မမှားဘူးဒါကြောင့်ဒကာကြီးကဘယ်ကြီးကဘလို့နေတယ်အဲ့လိုပြောပြပါလားစလင်းမျိုးမနေတယ်လေအော်ဒီကဖုန်းကြီးလူတွေအော်เสียอุ้ยนะสิยาอุ้ยนะสิยาอ๋อออๆๆเมียกันนี่ตัวตัวเดียวกันนี่กันนี่ป่วยอยู่กันนี่อ๋อป่วยอยู่กันนี่อ๋อๆ ရလေးရင်စီပါသူရလေးရင်စုအမေရကနီစနေရောက်မှတပည့်ကဝေတော့ထေးကြီးစနေဖြစ်လာဩဟုတ်ပြီထေးကြီးစလင်ဖပြာဥစ္စာစံဒီမှာလူထွက်တော့နာမည်ဘယ်လိုခေါ်လဲဝိညာဥပြက်ပြက်ဩမောင်ပြက်နဲ့တော်ပြူတဲ့သာပြီးတော့ကြီးမြတ်တော်ကြီးတော်ကြီးမြင်တော်ကြီးမြင်ကောင်းပြီဘယ်နှယောက်ရှိရလဲဟုတ်ကဲ့ဩတယောက်တည်းပဲကောင်းပါပြီနုပညာဒေဂျီစလေးအနေနဲ့ဒီနုပညာလောကကိုဘယ်လိုများစတင်ဖြတ်တန်းနေလဲ ကလေးဘဝတဲ့ကြောင်းသားဘဝတဲ့လေးတန်းကြောင်းသားဘဝတဲ့တရားကြီးအေးအဲ့ဒါကြောင့်ပြောတာဟာအဲဦးဇင်းတို့လည်းပို့ပြီးတော့ဦးဇင်းက14နှစ်လောက်မှ14နှစ်14နှစ်ပေါ့အဲ့ပေါင်းညီမစာရေးခဲ့တော့ဒီမဂ္ဂဇင်းအဲ့တိတော့မဂ္ဂဇင်းနဲ့မှာအဲကြ བྱ ာကဏ္ဍမှာနုပညာဖြည့်ကြည့်စလင်ခဏကတွေ့ဦးဇင်းပြောတော့ဟုတ်ရလားဟုတ်ကဲ့အဲ့ဒါကြောင့်အခုလို့တွေ့လိုက်ရတော့ဟာဦးဇင်းတော်တော်ကြီးမယ်လို့ထင်တာအခုအသက်ကောင်းဘလောက်ရှိသွားပြီလဲမသိဘူး65ကျော်ဒီတော့ဦးဇင်းရဲ့ကာရီကတိတ်မကွာဘူး နည်းနည်း၃နှစ်ပဲกว่าတယ်အဲ့တော့ပြောပါအောင်အဲ့တော့ဒီကကြီးကဒီကလေးဘဝတိုင်းဒီကြပြာပီလာကြပြာသွေးဒါတွေကပါခဲ့တယ်ဆိုတော့เจ้าနေပါရောဘလောက်ထိနေပြီးတော့စာပေပညာနဲ့ဟောလေ့လာခဲ့သီးလားကလေးဘဝတည်းလို့အငယ်တိုင်းเจ้าတော့ဘာသာကျောင်းသားတွေစက္ကန့်ဩဒါရွှေဟောဟော လေအထက်ကရောက်တဲ့ခါကျအမ6တန်းမှာစကားပြရင်းနေဩဟုတ်6တန်းမှာနိုင်ငံစာဆောင်စကားပြရင်းနေဟုတ်ဟုတ်အဲ့ရင်းနေဒီတော့ကိုရဝင်းစက်6နဲ့ဒါကိုစပါဘူးဟုတ်ပြီအဲ့ဒါဦးဇင်းအကွန်ဆက်ရှိသလိုအသက်ရအပြင်တကယ်ရဦးဇင်းနဲ့လေအဲနည်းနည်း၃လေးကြီးပြီဆိုတော့အဲဟုတ်ပြီ56မှာဘယ်မှာပါလဲယူရီချာနယ်ဩယူရီချာနယ်ဟုတ်တယ်အဲ့ကိကယူရီရရှိတော့အဲအဲ့တော့ လကသပြီမလှသောမျက်နှာလေခဗျာอืมခဗျာလေးကိုနည်းနည်းရွတ်ပြမလားငဲခဗျာဆိုတော့အဲဆိုပါအောင်အဲ့ဒါကြီးကြာရင်ဝတ္တရာဗျာလကသပြီမလှသောမျက်နှာရင်ဝတ္တရာကုဝိညာယင်မာယာလှုပ်ဖြာလက်စားပလီမတိကြီးသည်ပလီမျက်နှာသိရုံတော့လကမသတိနေတော့အဲ့ဒါအနုပညာချွေးကြီးစလက်နံပါတ်၁စပါလေခဗျာအာဟုတ်ပြီဟုတ်ပြီ ရာဘုံသုံးလုံးပါပါလာအဲ့နောက်ပါညာပြုတ်တယ်လားဟုတ်ရှိတယ်အများပြောရှိတယ်သာသမီမရှိပါဘူးဩအဲ့ငယ်စဉ်ငယ်စဉ်တည်းကတည်းကဘုရားဖုန်းကြီးဟုတ်ဘုရားဖုန်းကြီးတွေနဲ့အနေနဲ့အမေကတောသူอืมကိုမြန်မာလူမျိုးမြန်မာရိုးရာထုံးစံအတိုင်းပေါ့อืมအဲ့ဘုရားရဲ့တို့ကိုသွားသွားတို့ကိုချစ်อืมပြောရတယ်တို့သားတို့ကိုချစ်อืมဒါနဲ့ ट खोला ये खोला आंटी अरे आंटी भी बात क्या आंटी जैसे कि ये भी इसे नहीं ये भी कुना लो इसे नहीं ये ला रहा क्या ये बहुत मटन ले इसे नहीं क्या ये मुझे तो ग्रेट लीम है चलो याम ना चौदो चौदो वसकु चौदो वसकु हम्म अरे नवीजो

ဝိနေကြရင်ပင်လေးပင်လေးကိုဆင်းနေဝိနေလိုဝိရဒါလည်းမရှိမှမတ်တယ်ဇာတိညာခန္ဓာရလာတယ်သူ့ပြည်သာတိုင်းညာသီလကုံလည်းနေပေးမှာပဲအဲ့ဒါတမတ်ချက်အရာပေါ့ကောင်းပါပြီအဲ့တော့ဟိုအနုပညာဒေကြီးစလင်းနဲ့တွေ့တဲ့အခါမှာဒဃကြီးရဲ့နာမည်ကြီးတဲ့တချင်းလေးတွေလည်းခုနအမှတ်တမဲ့ကြားခဲ့ရတော့အများကြီးသွားအောင်ဒဃကြီးရခဲ့တဲ့ခင်မှာ favorite ဖြစ်တဲ့တကယ် bestseller လို့ပြောရမယ်တချင်မျိုးအဲနောက်ကြပြမျိုးအဲနောက်ခလန်းမျိုးဒါလေးတွေကိုနောင်လာနောက်သားရေးသိအောင်ဦးစဉ်အမှုပညာဒေကြီးစလင်းကိုဘုရားကိုရင်ဆရာတော်ကတကယ်တွေ့ကျင်ခဲ့တာအခုတွေ့ရတော့လဲဝမ်းသာရသလူဒါဦးစဉ်ကတော့တလေးတစားပြောတာပါဘုရားကိုရင်ဆရာတော်ဆိုတော့ဒီကလေးလူသိများလာပြီမဲ့ဦးစဉ်ကအမှုပညာဒေကြီးစလင်းကိုတီးပြီးသားလို့ဖြစ်နေတော့ တော့အဲဒီမှာခုနကလူသွေးတောက်မဲ့ကစင်းတို့ဘာမှာ